ကြောက်ဖြူမကွေးတိုင်းနတ်ရေကန်ပြူဟာစကန်ဟောရေးကြီးအမှတ်344အမြောက်တက်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်တနင်္လာရီတိုင်းရေပြုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ဂိတ်စကန်တုတ်ကူကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်တာအကြမ်းဖက်စစ်သား6ယောက်သေဆုံးသွားတယ်။နောက်ပဲခူးတိုင်းပေါင်းတယ်မြို့ပြည်သူများကို လူတိုင်း တတိုင်းအဖြစ်ဖမ်းဆီးထားတဲ့အင်အားတရာပါစစ်ကြောင်းကို PDF တွေကတိုက်ခိုက်တာ အကြမ်းဖက်စစ်သား၄ယောက်သေဆုံးသွားတယ်။ပြည်သူတွေကိုလူသားတတိုင်းအဖြစ်ဖမ်းဆီးထားတဲ့အင်အားတရာပါတဲ့အကြမ်းဖက်စစ်ကြောင်းကို PDF တွေကတိုက်ခိုက်တာအကြမ်းဖက်စစ်သား၄ယောက်သေသွားတယ်။နောက်သခိုင်းတိုင်းမုံရမြို့နယ်မုံရမန္တလေးလမ်းပိုင်းမှာအင်စည်းကနေထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကို PDF တွေကတိုက်ခိုက်တာ။ ဘိုးကြီးတယောက်အပါဝင်အကျန်းဖက်စစ်သား၃ယောက်သေးသွားတယ်။အဲ့ဒီကားကိုလည်းပဲ PDF ဒီကမီးရှို့ပလိုက်တယ်။နောက်တစ်ခုကအခု A နဲ့ပတ်သက်တဲ့တည်င်။ဟောဗမ်းမော်တည်င်းအောင်ပျောက်သွားတယ်။အခုလက်ရှိမြန်မာနိုင်ငံမှာ A နဲ့ပတ်သက်တဲ့တည်င်းနေကြီးပဲ။ A တိုက်နေတဲ့နေရာကြီး၃ခုပါလေ။ တကယ်အာရပါရကြီးကြောက်ဖြူမကွေးတိုင်းနဲ့ရေကန်ပြူဟာစကန်ဟောရေးကြီးအမှတ်344အမြောက်တက်အဲ့ဒီသုံးခုစလုံးဟာတကယ်ဂရိတ်ကြီးတွေကြီးပဲတကယ်ဂရိတ်ကြီးတွေပဲကြောက်ဖြူမှာအမှတ်32ရဲတက်ရင်ကအဲ့ဒါကြောက်ဖြူရဲ့ဘန်ကာကြီးပဲ ဲ့ဒီအမတ်30နှစ်ရဲတရင်ကြရင်ကြောက်ဖြူကပွန့်ထွက်သွားပြီကြောက်ဖြူကပွန့်ထွက်သွားအဲ့ဒီအမတ်30နှစ်ရဲတရင်ကအဲ့ဒါဘန်ကာကြီးအတိတ်ကဘန်ကာကြီးအဲ့ဒီ30နှစ်ရဲတရင်ကြတာနဲ့ကြောက်ဖြူဒညာဝတီရေတက်ဌာနချုပ်ကသွားပြီပြီးတော့တရုတ်စီမံကိန်းကြီးသွားပြီဟောတော့မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့နိုင်ငံဗျူဟာကုန်းဆိုတာက ရခိုင်ပြည်နယ်အနောက်ပိုင်း၌စစ်ထာနာချုပ်ရဲ့ကိုစားခန္တကြီးလှုပ်ထားတဲ့စစ်ထာနာချုပ်လို့ပြောလို့ရတယ်လက်နက်ကြီးတွေအကုန်ရှိတယ်အင်အားတွေအများကြီးထားတာအင်အားထောင်ခန်းကြီးကိုထားတာနော်အန်စစ်ထာနာချုပ်ရဲ့ကိုစားယာယီဖွင့်လှစ်ထားတဲ့နောက်ပိုင်းတိုင်းစစ်ထာနာချုပ်ပေါ့နော် ယာယီဖွင့်လှစ်ထားတဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဲ့ဒီနေရီကံပြူပြူဟာကုန်းကဟောရေကြီးမှာရှိတဲ့အမှတ်344အမြောက်တက်ဆိုလို့ရှိရင်လေပတ်သိမ်မုံရွာလန်းပတ်သိမ်အေယာဝရီပတ်သိမ်မုံရွာလန်းကြီးကို သူကထိမ့်ချုပ်ထားတာတကယ်ဂရိတ်ကြီး အေယာဝရီပသိမ်မုံရွာလမ်းကြီးကိုသူကထိမ့်ချုပ်ထားတာဒါကြောင့်အခုအေတိုက်နေတဲ့နေရာကြီးတုတ်ကူသလိုဟာတကယ်ကိုအတိတ်ကကြတယ်ဗောနော်မဟာဗျူဟာကြတယ်ဗောအခုအေထိုးစစ်စစ်နေတဲ့ရေကြီးအမြောက်တက်ကအခြေအနေမကောင်းတော့ဖဖို့ပြောပါတယ်ဒီဂျွန်လအတွင်းမှာကို အဲ့ဒီ၃ခုလုံးသိမ်းပါကျော်လာအတွင်းမှာအဲ့ဒီ၃ခုလုံးသိမ်းပါအခုရေကြီးကအမြောက်တဲ့အခြေအနေမကောင်းလို့ဆိုပြီးတော့အမြောက်တွေလက်နက်ကြီးတွေကိုကြုံပြောကိုပြောင်းရွှေ့နေတယ်။ဘာလို့ပြောင်းရွှေ့တာလဲဆိုတာရှုံးမှသေချာလို့ပြောင်းရွှေ့နေတာ။အဲ့တော့သူတို့ရှုံးသွားရင်အဲ့ဒီလက်နက်ကြီးတွေကို A ကိုမလှူခြင်းလို့ပေါ့ဗျာ။ A ကိုမလှူခြင်းလို့ပေါ့။အဲ့တော့ ရေကြီးမှာရှိတဲ့အမြောက်တက်ဟာကြဖို့သေချာနေပြီနေ့လားညလားပဲသေချာနေလို့လည်းပဲလက်နဲ့ကြီးတွေအမြောက်တွေကိုကြုံပြောကိုပြောင်းရွှင်နေပြီပြီးတော့အဲ့ဒီ344တက်ရင်ဌာနချုပ်ရဲ့အဓိကကြတဲ့နေရဘိုကင်းအထိကိုအခုအေကရောက်နေပြီဘိုကင်းအထိကိုရောက်နေပြီဘိုကင်းဆိုတော့အတွင်းထဲထိရောက်နေပြီ ကာကင်းမဟုတ်ဘူးနော်ဘဟုကင်းကာကင်းဆိုတာကအမှတ်344အမြောက်တက်နဲ့ဘလောက်ဝေးသေးတယ်ဆိုတာအဲ့ဒါကာကင်းခုကကဘဟုကင်းဘဟုကင်းဆိုတာအမှတ်344အမြောက်တက်အတွင်းထဲကိုရောက်နေတာအဲ့ဒီအတွင်းထဲကဘဟုကင်းကိုရောက်နေတာအဲ့တော့အမှတ်344အမြောက်တက်ကမနှက်ပြန်လားနေလားညလားပဲနော် ဲ့ဒီရေကြီးမှာရှိတဲ့အမှတ်344အမြောက်တက်ကိုရတာနဲ့နော်ဘွားငတိုင်းချောင်းလမ်းမပေါ်မှာတည်ရှိနေတဲ့အဲ့ဒီအမှတ်344အမြောက်တက်ကိုသိမ်းနိုင်ပြီဆိုတာနဲ့အေယာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတိုင်းသုံးတိုင်းကိုချိတ်ဆက်ထားတဲ့ပတ်သိမ်းမုံရွာလမ်းကိုတော်လိုင်းလက်နက်ကိုင်တွေကအစနဲ့အဆုံးအကုန်ထိန်းချုပ်နိုင် ထားနိုင်သွားပြီနော်ပတ်သိမ်းမုံရွာလမ်းကြီးကိုအစအဆုံး PDF တွေအကုန်ထိမ့်ချုပ်ပလိုက်ပြီနော်အခု AA ကရေကြီးမှရှိတယ်အမှတ်344အမြောက်တက်ကိုတိမ့်တာ ਨੇ နော် AA ဝရီတိုင်းပကိုးတိုင်းမကွေးတိုင်းတိုင်းကြီးသုံးတိုင်းကိုဖြတ်ပြီးတော့ဖောက်ထားတဲ့ပတ်သိမ်းမုံရွာလမ်းကြီးတစ်ခုလုံးကိုအစအဆုံးတော်လိုင်းလက်နက်ကင်တွေက စိုးမိုးနိုင်တော့မှာပဲဖြစ်တယ်။အဲ့လောက်ထိကိုအရေးပါတာ။အခုရေကြီးအမြောက်တက်ကအဲ့တော့ဘုန်းတော်ပြည်သူတွေတည်င်းနားထောင်ကမှရေကြီးမှာရှိတဲ့အမှတ်344အမြောက်တက်ကြပြီဆိုတဲ့နဲ့ပတ်သိမ်မုံရွာလမ်းကြီးတစ်ခုလုံးကို PDF တွေထိတ်ကျုပ်ထားနိုင်ပြီလို့ဒါတွေးလိုက်တော့တွေးလိုက်တော့ အတွက်ခုကကြောက်ဖြူမှာစစ်ကောင်စီအောက်ခြေတပ်သားတွေကနေဘိုးအဆင့်အထိအမိတ်နာခံမှုမရှိတော့ဘူးတဲ့အောက်ခြေကနေဘိုးအဆင့်အထိအမိတ်မနာခံကြတော့ဘူးတဲ့အဲ့ဒါတော့ငါတို့လည်းမတက်နိုင်ဘူးလေငါတို့လည်းမတက်နိုင်ဘူးတက်သွေးတက်တန်တမိတ်ဆိုပြီးတော့ကြောက်ဖြူမှာ အေရဲ့ထိုးစစ်ကိုမခံနိုင်တော့တဲ့အတွက်ကြောင့်အောက်ခြေကနေဘိုးအစင့်ဒီအမိတ်မနာခံကြတော့ဘူးတဲ့ဗျာနော်တက်ပြဲသွားပြီတက်ပြဲသွားပြီဘာဖြစ်လို့အမိတ်မနာခံကြတော့တာလဲဆိုရင်တဲ့အထအရာရှိတွေသေဆုံးမှုများနေတဲ့အတွက်ကြောင့်တဲ့ဟုတ်အထအရာရှိတွေစနိုက်ပါနဲ့ဤအကျွေးခံရတာ နော်အထက်ရာရှိတွေစနိုက်ပါနေနဲ့ကြွေးခါတာအထက်ရာရှိတွေကြီးသေတော့လက်အောက်ငယ်သားတွေဘူတွေကအမိတ်မနာခံကြတော့ဘူးတဲ့အမိတ်မနာခံကြတော့ဆိုကြောက်တာအေးဆိုတဲ့အတန်ကိုကြားတာနဲ့သူတို့ကြောက်တာ ရှေ့တိုင်းမှာဥဆောင်တဲ့ဘိုးအစ်စ်နေထွက်ပြေးတာတွေတော်တော်များလာတယ်เนาะထွက်ပြေးတာတွေတော်တော်များလာတယ်တဲ့ပြီးတော့ထိမရသိမရကို ဖြစ်လာတယ်တဲ့เนาะတက်သားတွေဘိုးတွေထွက်ပြေးတာလုံးဝထိမရသိမရကိုဖြစ်လာတယ်တဲ့ဒါပေမဲ့မင်းအွန်လိုင်းကလည်းရုရှားမသွားခင်တည်းကပြောထားတယ်လေငါ့ကိုမပုံကန်နဲ့တဲ့တစ္ဆာမဖောက်နဲ့တဲ့ထွက်ပြေးလို့ရတယ်တဲ့ မင်းရောက်လိုက်ကလေးသူ့တက်သားတွေကိုမှားထားပြီးသားငါ့ကိုမပုံကန်နဲ့တဲ့သစ္စာမပေါက်နဲ့တဲ့ဒါပေမဲ့မနိုင်လို့ထွက်ပြေးလို့ရတယ်အဲထွက်ပြေးတာမင်းရောက်လိုက်စိတ်မဆိုးဘူးစိတ်မဆိုးဘူးအေးအခုမင်းရောက်လိုက်မှားထားတဲ့အတိုင်းပဲဗျာသေးပါကြောက်တဲ့မဲအောင်လာရဲ့စစ်သားတွေအခုရှေ့တန်းမှာဘူကစပြီးတော့ကိုထိမ့်မနိုင်သိမ့်မရထွက်ပြေးနေကြတဲ့ အမိတ်မနာခံကြတော့ဘူးတဲ့ဟင်ဒါကြောင့်အထက်ကပဲဖြစ်ဖြစ်အနောက်ကပဲဖြစ်ဖြစ်ဘလောက်ပဲညွန်ချညွန်ချဘသူမှစစ်မတိုက်ကြတော့ကြောက်ဖြစ်မှာထွက်ပြေးကြတယ်တဲ့အဲ့တော့ကြောက်ဖြစ်မှာရှိတဲ့အမှတ်32ရက်တည်းမကြတော့ဘူးမနဲ့ပြန်လာတပတ်ခါလာပဲနော် ဒီရက်ပိုင်းအတွင်းမှာပဲတနက်တန်းရရသွားတဲ့အရာရှိ၄ယောက်ကိုရန်ကုန်ကိုအရေးပေါ်လေရင်နဲ့ပို့လိုက်တယ်။ဟောဒီရက်ပိုင်းအတွင်းမှာပဲကြောက်ရွံ့တိုက်ပွဲမှာအရာရှိ၄ယောက်ဒဏ်ရာရသွားတယ်။အဲ့ဒီအရာရှိ၄ယောက်ကိုရန်ကုန်မင်္ဂလာတုံဆေးရုံကို လေရင်နဲ့ပို့လိုက်တယ်။အဲ့ဒီထက်ကတယောက်ကဘုံမူးဝင်းတန်းနဲ့မင်္ဂလာတုံဆေးရုံမှာပဲသေသွားတယ်။၄ယောက်ကိုဆေးရုံပို့လိုက်တာ။ ိုမှုဝင်းသက်ဒုတရေမှုကမင်္ဂလာတုံဆေးုံမှာပဲတည်သွားတယ်ဘလောက်ပြင်းလဲမသိဘူးเนาะအဲ့ဒါ A ရဲ့7နိုင်ပါဗောပြီးတော့အင်အားလာချထားတဲ့တမ71ကနီးပြူဟာမှုဘိုမှုကျုပ်ကြော်မျိုးအောင်လဲပဲ7နိုင်ပါစာမိပြီးတော့တည်ဆုံးသွားတယ်တမ71ကနီးပြူဟာမှုဘုံမှုကျုပ်ကြော်မိုးအောင်လဲစနိုက်ပါမိပြီးတော့ပေးသွားတယ်။အေးမှာစနိုက်ပါသမားတွေတော်တော်များတယ်နော်။ ော်တော်များတဲ့ပြီးတော့စစ်ကောင်စစ်ကောင်စီရဲ့စစ်တိုင်းစစ်ဦးစီးမှုပထမတန်းကပအမကြီး305253နှစ်ဒုရယဘုံမူကြီးကြော်လင်းကြိုင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်15 15ဦးကလည်းပဲအေရဲ့လက်ချက်ကြောင့်အရှင်ဖမ်းမိသွားတယ်ဟော့ စစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမဒဏ်ကဲတိုင်းစစ်ဦးစီးမှုပထမဒဏ်နဲ့ဒုတိယဘုံမကြီးကြော်လင်းကြိုင်နဲ့တပ်ဖွဲ့ဝင်15ယောက်ကြောက်ယူတိုက်ပွဲမှာအေကအရှင်ဖမ်းမိခဲ့တယ်အခုကြောက်ပြုမှအမှတ်32ရဲတရင်စစ်သားအင်အားထောင်နဲ့ချီပြီးတော့ထားထားပင်မဲ့လေတဲ့ ကြိုက်ပွဲမှာကြတဲ့သူကကြထွက်ပြေးတဲ့သူကပြေးနော်လက်နဲ့ချတဲ့သူကချအများကြီးပဲနော်ပေတဲ့သူကသေးထွက်ပြေးတဲ့သူကပြေးတဲ့အခု AAC မှာလက်နဲ့ချတာနဲ့အဖမ်းခံရတာကို200ကျော်ရှိတယ်ကဲအမှတ်32ရဲတက်ရင်မှအင်အားဘယ်လောက်တောင်ရှိတယ်ဆို1000ကျော်ရှိတယ်အဲ့တော့ AAC မှာအဖမ်းခံရတာနဲ့လက်နဲ့ချတာနဲ့200ကျော်တယ် အဖမ်းကင်ရတဲ့နဲ့လက်နဲ့ချတာပဲ200ကျော်တယ်။ဖတ်ပြေးတာနဲ့သေတာနဲ့အများကြီး1000ကျော်ကို200ကျော်ကအရှင်ဖမ်းမိထားတယ်။ဖတ်ပြေးတာနဲ့သေတာနဲ့ကဘယ်လောက်ရှိလဲဘို့လည်းမသိဘူး။အဲ့တော့ဒီ30နှစ်ရဲတန်ရင်ကပေါ်သေးသေးမဟုတ်တော့အင်အားထောင်ရှိတယ်။အင်အားထောင်ရှိတယ်။ နောက်တစ်ခုကကြောက်ရွံ့မျိုးနဲ့ရှေ့တန်းကိုယာရူတိုးတွားရောက်တဲ့ဒုတိယတဲရင်မူဘုံမူဝင်းမင်းသက်ဟာစနိုက်ပါထိမှန်ပြီးတော့သိဆုံးခဲ့တယ်။ကြောက်ရွံ့မျိုးရှေ့တန်းကိုယာရူတိုးတွားရောက်တဲ့ဒုတိယတဲရင်မူတဲ့ဟောအခုကြောက်ဖြူကိုတွားမှသူတို့ယာရူတိုးတယ်ပေါ့နော်ကြောက်ဖြူကိုမတွားရင်ယာရူမတိုးဘူး အဲ့တော့ကြောက်မြုပ်ကိုယာဒူးသိုးသွားတယ်ဒုတိယတရင်မှုဗိုလ်မှူးဝင်းတပ် A ရဲ့စနိုက်ပါထိမှန်ပြီးတေဆုံးသွားတယ်ထိုင်မဲ့နေရာမှာတော့မထိုင်လိုက်ရဘူးဟောတရင်မှုယာဒူးတိုးသွားတဲ့ဒုတရင်မှုယာဒူးတော့မတိုးသေးဘူးတေသွားတယ်တေသွားတယ်နောက်တစ်ခုကတရက်ကိုကုန်သွယ်တန်ဖိုးအမေရိကန်ဒေါ်လာ9တန်းခန့်ရတယ် မူဆက်105မိုင်နော်ကျင်စန်းကျော်ဂိတ်ကိုညီနောင်မားမိတ်သုံးဘက်ကအခုအခွန်ကောက်မယ်ပေါ့နော်အဲ့ဒီကျင်စန်းကျော်ဂိတ်ကိုညီနောင်မားမိတ်သုံးဘက်ကပူပေါင်းပြီးတော့သိမ့်ပိုက်ထားတယ်ကဲမြန်မာနိုင်ငံရဲ့အကြီးဆုံးနေဆက်ကိတ်ဟာအဲ့ဒါ105မိုင်ကျင်စန်းကျော်ဂိတ်ပဲဗျာဘလောက်တောင်ရလဲဆိုတရက်ကိုအမေရိကန်ဒေါ်လာ9သန်းတောင်ရတယ် ုံးလို့ဝိပပီသူတွေတရက်ကို9တန်းနဲ့စဉ်းစားကြည့်တာ10ရက်ဆိုတန်း90တလောက်အမေရိကန်ဒေါ်လာတန်း150 10ရက်ဆိုရင်အမေရိကန်ဒေါ်လာတန်း1500 10ရက်ကိုပဲအမေရိကန်ဒေါ်လာတန်း1500ရှိနေပြီနော်အဲ့တော့တစ်နှစ်ကို W ခွဲကြော်ရတယ်ကဲအများကြီးပဲတစ်နှစ်ကို တိတိကျကျပြောရင်ဒဗလီယန်နဲ့တန်းရှိရာရတနှစ်ကိုတနှစ်ကိုဒဗလီယန်နဲ့တန်းရှိရာအဲ့တော့တန်းထောက်ရှိရာပေါ့ဗျာနော်တနှစ်တနှစ်ကိုမူဇေ105မိုင်ကျင်စန်းကျော်ဂိတ်ကကုံသွယ်ခွန်ကကိုတနေ့ကိုအမေရိကန်ဒေါ်လာ5တန်း တစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်း1800ရရတယ်မနေဘူးတစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်း1800ရမနေဘူးအဲ့တော့တစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်း1800ရရတယ်မူဆယ်105မှာကျင်စန်းကျော်ဂိတ်ကြီးကိုညီတော်မာမိတ်၃ဘက်ကတင်ထားတယ်အခုအဲ့ဒီဂိတ်ကိုညီတော်မာမိတ်၃ဘက်ကဖွင့်ပြီးတော့အခုကောက်စားရမယ်တန်းညီတော်မာမိတ်၃ဘက်ပတ်ဆက်ရပြီလာကျင်တဲ့ကောင်လာလीအ အဲ့တော့စစ်ကောင်စီကလည်းလဲတယ်ညီတော်မာမိတ်သုံးဘွဲ့အဲ့ဒီပတ်စံတွေရသွားမှာဆိုလို့ကုံကားတွေမူဆယ်ကိုမသွားရဘူးတဲ့တာချီလေးကနေသွားရမယ်အဲ့တော့တာချီလေးကသူတို့တိမ့်ထားတာကိုတာချီလေးကနေပြီးတော့မိုင်းလာကနေဝင်မယ်ပေါ့အဲ့တော့ကုံွယ်ကုံကိုမိုင်းလာတဝက်သူတဝက်ပေါ့မိုင်းလာကဂိတ်ကိုမိုင်းလာကကောက်တာချီလေးကဂိတ်ကို စစ်တပ်ကကောက်မယ်။ဟောညီတော်မာမိတ်သုံးဘွယ်အခုဖွင့်ထားတဲ့ကျင်းစန်းကျော့ဂိတ်ကိုဘဲကုံတွေကားမှမသွားရ။မသွားရင်မကောက်ဘူးပေါ့။သွားရင်ကောက်ပါပေါ့။အဲ့ဒီကျင်းစန်းကျော့ဂိတ်ကမြန်မာတနင်္ဂနွေလုံးမှာပတ်စံအရာဆုံးအကြီးဆုံးဂိတ်ပေါ့နော်။ နောက်တစ်ခုကရခိုင်ပြည်နယ်ပုံသားကျွန်းမြို့နယ်စစ်ဘေးရှောင်စခန်းမှာရေကြီးရေရှမ်းမှုဖြစ်တယ်။မိုးအယမ်းရွာတဲ့အတွက်ကြောင့်တောင်ကျရေတွေကျလာပြီးတော့ပုံသားကျွန်းမြို့နယ်တဲကစစ်ဘေးရှောင်စခန်းမှာရေကြီးရဲ့အဲ့တော့ဘိုးတို့ဘာနဲ့တူနေလဲဆိုပတာစာဒီနဲ့တူနေကန်ဆိုးမှတွားရမိုးလိုက်လို့ရွာစစ်ဘေးရှောင်နေရပါတယ်ဆိုမှရေကကြီးသေးတယ်ဆိုတော့ ဘုန်းတော်မိဘပြည်သူတပူပေါ်နှစ်ပူစင်ကန်ဆိုးပြီးရင်ဆိုးရင်ပဲဘာကြောင့်လူတွေကန်ဆိုးပြီးဆိုးကြရတာလဲဆိုရင်နေ့စဉ်နေ့တိုင်းတော်လန်ရေးကိုအကြောင်းပြပြီးသူတလူငါတမင်းဖေတော့မောင်တော့ဆဲဆိုနေကြတယ်လူတွေတီလာတွေပြက်နေပဲကိုကျင့်တရားတွေပြက်နေဘုန်းတော်တော်လန်ရေးကတော်လန်ရေးပဲနော် တော်လိုင်းလောက်တာနဲ့ကိုကျင်တရားပြက်เสียဘာကြောင့်မှမရှိဘူးအခုဖမုံတို့ဆိုတော်လိုင်းလုံနေတာဘာကိုကျင်တရားမှမပြက်ဘူးလေကိုကျင်တရားကကိုကျင်တရားတော်လိုင်းကတော်လိုင်းပဲဘာမှဆိုင်ဒါပေမဲ့ဒီကနေ့ကလူတွေကတော်လိုင်းကိုအကြောင်းပြပြီးတော့ကိုကျင်တရားတွေပြက်ကိုကြတယ်ကိုကျင်တရားတွေပြက်တော့သီလမရှိတော့သီလမရှိတော့တပူပေါ်နှစ်ပူဆင့်ကြပြီဗော့ ဘလောက်ပဲတိုင်းပြည်ပြက်ပြက်ဘလောက်ပဲဒုက္ခရောက်ရောက်ကိုကျင်တရားကိုစောက်ထိမ့်မယ်ဆိုရင်အပူတက်တာသေးတာပေါ့အပူတက်တာသေးတာပေါ့အခုအမေစုပဲ88ထက်ကတိုင်းပြည်တဲ့ကိုဝင်လာပြီးတော့နော်ထောက်ခဏခဏကြာရတယ်ထောက်ခဏခဏကြာတယ် ဒါပေမဲ့အမေစုကိုကြတရားဘာမှပြက်လို့လဲသူ့လောက်နိုင်ငံရေးလုပ်တာသူပဲရှိတယ်သူ့လောက်ပြည်သူသားအမိပြည်သူသားအဖဘယ်တော့မှသူဘလောက်ပဲဒုက္ခရောက်ရောက်တိုင်းသူပြည်သားတွေကို ထားမသွားဘူးအမေစုတာဝန်ကြီးတယ်အမေစုကိုပြည်သူတွေဘာကြောက်ချစ်ကြတယ်အမေစုလို့ လူတယောက်လူမျိုးနောက်ထပ်ပေါ်လာဖို့မလွယ်ဘူး။ဘာဖြစ်လို့သူ့လိုအနစ်နာခံမှရမှာလဲ။သူဘလောက်အနစ်နာခံလဲ။သူဘလောက်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်လဲ။တိုင်းသူပြည်သားတွေကိုဘယ်တော့မှထားမတော့အာဏာသိမ်းမယ်ဆိုတာ तू လည်းသိတယ်လေ။တကယ်ဆိုရင် तू ထွက်သွားရတာပေါ့။ဟာအာဏာသိမ်းတော့မယ် तू ထွက်သွားမယ်ရတာပေါ့။ ဖဖို့တို့ပြည့်စေချင်တာကအခုလိုအဖမ်းမခံဘဲနဲ့ထွက်သွားစေချင်တာဒါဖဖို့တို့ပြည့်စေချင်တာတကယ်လို့အမေစုအာနာအသိမခံဘဲနဲ့ထွက်သွားမယ်ဆိုရင်ဖဖို့တို့ကပိုကြိုက်တာအမေစုကအခုအာနာအသိမခံဘဲနဲ့ထွက်သွားကြည့်ပါလားတော်လည်းဒီလောက်မကြဘူးအမေစုပါဝိုင်းတော်လမ်းမယ်ဆိုရင်တော်လည်းဒီလောက်မကြဘူး အခုကအမေစုမရှိလို့ဒေါ်လာကြီးကဒီလောက်ကျနေတာဟောဘုံတို့ပြစ်စေချင်တာအမေစုအာနာသိမ့်မှမသိတိုင်းပြည်ပြပကိုထွက်သွားစေချင်တယ်ဒါပေမဲ့သူမထွက်သွားခဲ့ဘူး88တဲကမြန်မာနိုင်ငံကိုရောက်လာပြီးတော့ဘယ်တော့မှပြပကိုမထွက်တော့အစိုးရဖြစ်တဲ့အချိန်မှာနိုင်ငံတကာကိုလိုအပ်လို့သွားတာတော့ရှိတာပေါ့ ိုင်ငံတကာကိုလှုပ်အလှုပ်သွားတာရှိတာဒါကြောင့်တိုင်းသူပြည်သားတွေကအမေစုကိုဘာကြောင့်ချစ်ကြလဲသူတောင်းဝန်ယူမှုတောင်းဝန်ခံမှုရှိတယ်ထွက်မပြေးဘူးထွက်မပြေးဘူးတတ်တည်ရှိတယ်နော်အသက်80ပြည့်ပြီနော်အခုအသက်80ပြည့်ပြီထွက်မပြေးဘူးတတ်တည်ရှိတယ်တောင်းဝန်ယူမှုတောင်းဝန်ခံမှုရှိတယ်သူဖြစ်လာသမျှပြဿနာတိုင်းကိုရင်ဆိုင်ရဲတယ်အမျိုးသမီးပင်မဲ့အသေးမာတယ်ဗျအမေစုကလေအသေးမာတယ် နော်ဒါကြောင့်ပြောပြချင်တာကအမေစုလောက်ဒေါ်လာနဲ့အမေစုပဲရှိတယ်အမေစုလောက်နိုင်ငံရေးလို့တာအမေစုပဲရှိတယ်ဒါပေမဲ့ဘက်တော့မှကိုကျင်တရားအပြတ်မခံဘူးနိုင်ငံရေးလို့တာနိုင်ငံရေးလို့တာကိုကျင်တရားကိုကျင်တရားပဲဒါပေမဲ့ဒီကနေ့ခေတ်ဒေါ်လာရေးလို့တဲ့သူတွေကဒေါ်လာရေးကိုအကြောင်းပြုပြီးတော့ကိုကျစ်တီလာတွေပြတ်ကြတယ်ပြတ်ကြတော့ပို့ဆိုးတာပေါ့ ဟမ်တော်ကြနေရေကြီးပြန်ပြီစစ်တပ်ကောင်ကောင်နေမသိဘူးပြည်သူတွေပဲသိတော်ကြနေငလင်လှုပ်ပြန်ပြီစစ်တပ်ကကောင်နေမသိဘူးပြည်သူတွေပဲသိတေးတဲ့ဂျင်နာကစစ်တပ်ကကောင်နေတေးတဲ့ဂျင်နာဒါပေမဲ့သိတာကပြည်သူတွေအဲ့တော့ငလင်လှုပ်လက်ဒီပြည်သူပဲသိတယ်မုံတိုင်းတိုင်လဲဒီပြီသူပဲသိတယ်ငလင်လှုပ်လဲဒီပြီသူပဲသိတယ်ရေကြီးလဲဒီပြီသူပဲသိတယ် စစ်ဖြစ်လဲဒီသူပြည်သူပဲတည်တယ်။ဘာဖြစ်လို့လဲ။ဒီတဘာဝဘေးအန္တရာယ်တွေကိုခံနိုင်တဲ့ကိုကျစ်တီလာဒီမှာမရှိတော့တာ။